ကိုကအိတ်နေတဲ့အချိန်မှာ အသီးစိတ်ရှိပြီးနိုးနေမယ်။ဒါပေမဲ့တယောက်ယောက်ကတက်ဖိထားတယ်လို့မျိုးခြေတွေလက်တွေလည်းလှုပ်မရ။အော်လို့လည်းမရ။ဘာမှလှလို့မရတဲ့အခြေအနေမျိုးကိုကြုံမှုကြလား။မြမာတွေကတော့ဒါကိုဘလူးစီးတယ်လို့ခေါ်ပြီးအနောက်တိုင်းစိတ်ပညာမှာတော့ sleep paralysis လို့ခေါ်ပါတယ်။ဒီလိုကြောက်စရာကောင်းတဲ့ဘလူးစီးတာကဘာလို့ဖြစ်ရတာလဲ။ဘယ်သူတွေမှအဖြစ်များလဲ။ဘယ်အချိန်မှအများဆုံးဖြစ်တတ်လဲဆိုတာကိုတော့ဒီဗီဒီယိုထဲမှာရှင်းပြထားပါရယ်နော်။ ဒါလေးတွေမပြောခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးဘေးရခေါလောင်းလေးကိုလည်းနှိပ်ထားပေးဖို့ပြောပြရစီရှင်။ဘလူးစီတာကိုလူတိုင်းမကြုံဘူးရင်တော့ကြားတော့ကြားဘူးလိမ့်မယ်ထင်ပါတယ်။လူကနိုးနေရတဲ့ခြေတွေလက်တွေလုံမရ၊អော်မရပြုမရနဲ့အတော့ကိုစစ်တုခရောက်ရတဲ့အချိန်မှာဒီအချိန်လေးကိုတစ်ခါလောက်ကြုံမှုသွားတာနဲ့နောက်တစ်ခါထပ်ကြုံမှုကိုလန့်သွားလောက်မှာပါ။ ဘလူးစီးတာဘာလို့ဖြစ်ရလဲဆိုတာကိုတော့အဖြေတိကျတော့မရှိသေးပါဘူး။ theory သဘောတရားအရာပဲရှိပါသေးတယ်။လူတယောက်ရဲ့အိပ်စက်ခြင်းကို REM နဲ့ NREM ဆိုပြီးတော့နှစ်ဆင့်ခွဲထားပါဗျ။တဆင့်ချင်းစီမှာသူနဲ့သက်ဆိုင်တဲ့အုံနောက်ရဲ့တုံ့ပြန်မှုတွေခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတွေရှိပါတယ်။အဲ့တဲ့အခါမှာ REM နဲ့ NREM ကအလှည့်ကျဖြစ်ပေါ်ပါဗျ။ အလွယ်ပြောရရင်တော့ NREM ဆိုတာက8တဝက်9တဝက်အခြေအနေဖြစ်ပြီး REM ကတော့လုံးဝအိပ်ပျော်သွားတဲ့အခြေအနေပါ လူတွေအိမ်မက်မကြတာကလည်း REM အဆင့်ပါပါ အိမ်မက်မက်ပြီးဆိုရင်အိမ်မက်ထဲကအတိုင်အပြင်မှာလိုက်ပြီးတော့မလုံနိုင်အောင်ထွက်သားတွေကိုအုံနောက်ကလှမ်းပိတ်ထားလိုက်ပါတယ်။လို့ရမယ်ဆိုမှအုံနောက်ကထိန်းချုပ်တာတွေကိုပြန်လျှော့ပြီးလှုပ်ရှားလို့ရအောင်ပြန်လုပ်ပေးပါတယ်ရှင်။ဘလူးစီးရတဲ့အခြေအနေဖြစ်လာတာကတော့အာရီယန်အစင်မှာအုံနောက်ကထိန်းချုပ်ထားတာတွေကိုမလျှော့ပဲအလုံးလုံးပုံမှားယွင်းသွားတာကြောင့်လူကနိုးသွားပြီးအသီးစိတ်ပြန်ဝင်လာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအုံနောက်ကတော့အိတ်နေတယ်လို့ပဲဆက်ပြီးတော့သတ်မှတ်ထားတဲ့အခါမှာလှုပ်မရအောင်မရတဲ့အခြေအနေဖြစ်လာပြီးအိမ်မက်မက်နေတဲ့ လိုလိုတကယ်ဖြစ်နေတယ်လို့လိုမျိုးခန်းစားရပါတယ်။ဘလူးစီးနေတဲ့အချိန်မှာလူတွေဟာအိမ်မက်လိုဖြစ်နေပေမဲ့တကယ်ကိုကြောက်စရာကောင်းတဲ့စိတ်ချောက်ချားစရာအနေရတစ်ခုခုနဲ့ကြုံတွေ့နေရတယ်လို့ပဲစိတ်ထဲမှာခန်းစားမိနေပါတယ်။ဘလူးစီတာကိုအများအပြားစကြောတဲ့အရွယ်တွေမှာကြုံရတတ်တဲ့ဆိုပေမဲ့ကြာမှအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်နော် ညွယိုးလိုက်တာမျိုးလည်းရှိသလိုကိုယ့်ရဲ့နေထိုင်မှုပုံစံကြောင့်လည်းဖြစ်တတ်ပါဗျ။အုံနောက်ကိုအောက်ဆီဂျင်သိပ်မရောက်တဲ့အခြေအနေတွေပေါ့နော်။ဥပမာ လေဝင်လွှတ်မကောင်းတာမျိုးကာဗွန်ဒိုင်အောက်ဆိုက်အရန်များတဲ့အခန်းထဲမှာအိပ်တာမျိုးဆိုရင်ပိုပြီးတော့ဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကတော့ပလက်အိပ်တဲ့အခါမှာခန္ဓာကိုယ်အနေထားကြောင့်ရှာဒါမှမဟုတ်အာခေါင်ပြော့တို့ကဖိအားဖြစ်စေတဲ့အတွက်အသက်ရှူရန်ကြောင့်ပိတ်ပြီးလေသိမ့်မဝင်တော့တဲ့အခါမှာဘလူးစီးတာဖြစ်ပေါ်လာနိုင်ပါတယ်အခါတလေမှာအဲ့ဒါကအလွန်ပြင်းထန်သွားပြီးတော့အသက်ရှူကျက်တဲ့အထိအသက်ရှူလို့မရတဲ့အခြေအနေထိကိုဖြစ်ပေါ်လာနိုင်ပါတယ် ဘလူးစီတာဟာအိမ်မက်ပျော်တဲ့သူတွေအိမ်ရှိမမှန်တဲ့သူတွေပက်လက်အိတ်တက်တဲ့သူတွေဖိအားများလုံးတဲ့သူတွေအရန်ကိုပင်မနှွမ်းနဲ့နေတဲ့သူတွေနဲ့မူရစေသုံးတဲ့သူတွေမှာပိုပြီးတော့ဖြစ်တတ်ပါတယ်။ဘလူးစီတာတတအောင်ဘလူးလုံးရမလဲဆိုရင်တော့ပုံမှန်အားဖြင့်တော့အိမ်ရှိမှန်အောင်အိပ်ပေးတင်ပါတယ်။တရက်ကို အနည်းဆုံး9နိုင်ကနေ9နိုင်ကြာအိတ်တာကောင်းပါတယ်။ ကယ်လို့ကိုကစစ်ကြဝေဒနာခံစားနေရတဲ့သူဆိုရင်စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက်ကုသမှုခံယူတာမျိုးလုပ်ပေးသင့်ပါတယ်။နောက်ပြီးလေဝင်လေထွက်လည်းကောင်းပြီးအရာကတင်တသက်ရှင်ရှင်နဲ့လူကလည်းတသက်ရှင်ရှင်အိမ်မဲ့ဆိုရင်တော့ဘလူးစီးချင်းကိုကာကွယ်နိုင်ပါတယ်။အတို့ချုပ်ပြောရမယ်ဆိုရင်တော့အယောဝအိပါစိတ်ဖြစ်စီမှုကင်းဝေးအောင်နေပါ။ဒါဆိုရင်တော့ဘလူးစီးချင်းရနေတက်တာသွားပါလိမ့်မယ်နော်။ တခုရှိတာကခဏခဏဘလူးစီခန့်နေရရင်တော့ဆီယဝန်နဲ့ပြတ်တာပြီးပြဿနာအကြောင်းရင်းကိုရှာဖွေသင့်ပါတယ်။အိဆက်ချင်းနဲ့သက်ဆိုင်တဲ့ယောဂရှိနေတဲ့သူတွေမှာဆိုရင်တညတည်းကိုပဲဘလူးစီတာကနှစ်ခါသုံးခါပြန်ပြီးတော့ဖြစ်နိုင်လို့ပါနော်။